ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြဝနယ်ဆက်ရွှေကုတ်ကိုကြားဖြတ်မြို့သိပ်ကိုတီထောင်ခဲ့တဲ့ရှက်ချင်းကျန်းကိုမနစ်နိုမာ၁၂ရက်ညနေပိုင်းမှာထိုင်းဆိုရကတရုတ်နိုင်ငံဆိုရထံလေကြောင်းနဲ့ပြန်ပို့လိုက်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ၁၀ရက်မှာထိုင်းနိုင်ငံရဲ့ယူကန်တရားရုံးက နိုင်ငံကရာဇဝမှုတွေအပောင်းရင်း online လောင်းစားလုပ်ငန်း200ကျော်ကိုတရားဝင်လုတ်ကန်ခဲ့တဲ့ကြားပြတ်ငွေလိကိုင်းအဓိကခေါင်းဆောင်ရှင်ချင်းချန်းကိုတရုတ်နိုင်ငံထံလွှဲပြောင်းရန်ကိစ္စအတီးပြုဆုံးဖြတ်ခဲ့ကမနေ့နိုဝင်ဘာ12ရက်ညနေပိုင်းမှာပဲတရုတ်နိုင်ငံဆိုရတဲ့လေကြောင်းကားအနေတစ်စင်းပြန်လည်လွှဲပြောင်းလိုက်တာလို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြပါတယ်။ရှင်ချင်းချန်းကိုထိုင်းစီအမီထူးတက်ဖွဲ့ကိုယ်စားလှယ်တွေနဲ့တရုတ်ဆိုရအာဏာပိုင်တွေဟာလုံခြုံရေးတိကျစွာဖြင့် တရုတ်နိုင်ငံဘေကျင်းမြို့လေးစိတ်ကိုမနေ့နိုမာ12ရက်တရုတ်စံတော်ချိန်ည17:00နာရီဝန်းကျင်မှာရောက်ရှိခဲ့ပြီလို့တရုတ်နိုင်ငံသတင်းမီဒီယာတွေမှာထပ်မံဖော်ပြခဲ့ပါတယ်။တရုတ်နဲ့ကမ္ဘောဒီးယားနိုင်ငံသားဖြင့်ခံယူထားတဲ့အသက်52ရွယ်ရှီချင်းချန်းဟာတရုတ်ရန်ွယ်2000 985ဘီလီယံထိုင်းဘတ်စနစ်တသမ6ထရီလီယံကျော်လိမ်လည်ခဲ့တဲ့ကာစီနိုဝက်ဆိုက်239ခုတံမှာတီတောင်စီမံခန့်ခွဲဖို့မေးဖိခဲ့သလိုတရုတ်နိုင်ငံသားတွေနဲ့နိုင်ငံတကာကိုပြစ်မှတ်ထားငွေကြေးလိမ်လည်မှုတွေရဲ့အဓိကတာဝန်ရှိသူဖြစ်တဲ့တရုတ်အစိုးရမှာ2022ထက်ကလိုရှိနေတာဖြစ်ပါတယ်။ရှက်ချင်းချန်ကို2020ဩဂုတ်လမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာပဲ ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး2025အောက်တိုဘာလ22ရက်နေ့မှာတော့သူ့ကိုတရုတ်နိုင်ငံဆိုရထမ်းသို့လွှဲပြောင်းဖို့ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတည်ပြုဆုံးဖြတ်ခဲ့တာပါအခုတော့တရုတ်ဆိုရထမ်းမနေ့ကပဲသူ့ကိုပြန်လည်လွှဲပြောင်းလိုက်ပြီးဖြစ်ပါတယ်နန်နဂါလောင်စာချဖြတ်ငွေလိန်ခိုင်းလုပ်ငန်းတွေနဲ့လိုရှိနေတဲ့အရာစုသားရှေ့ကြီးချန်းဘေကင်ချမ်းမဆာပြန်လည်လွှဲမြောက်လာဖို့ဆိုပြီး ကရင်နေကြဆောက်တဲ့ BDF ခေါင်းဆောင်ဆော့ချစ်သူကရှုကုတ်ကိုမှငွေလိကိုင်းလောက်ကိုင်းနေသူလူရချီဖြင့်2024ဩဂုတ်လ17ရက်မှာအခမ်းအနားပြုလို့ဝိပုစုတောင်းတာတွေရှိခဲ့ပါတယ်။တစ်ဆက်ထဲမှာပဲနိုင်ငံတကာလောင်းစားကြားဖြတ်ငွေလိန်လုပ်ငန်းတွေကြောင့်တရုတ်အစိုးရရဲ့ဒေသံပေးချင်းခံထားရတဲ့အာဏာသိမ်းဂျမတ်စစ်တပ်တစ္ဆာကန်ကိုကန်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဩဂရဟောင်းဖြစ်သူပယ်ဆောက်ခြင်းဟာပြီးခဲ့တဲ့နိုဝင်ဘာ10ရက်ညပိုင်းမှာပဲတရုတ်နိုင်ငံဆိုရဆေးရုံမှာတိတ်ဆုံသွားခဲ့ပြီလို့ပြုတ်တဲ့မီဒီယာတွေမှာဖော်ပြထားပါတယ်။ Thank <laughs> you.